Facebook account နာမည်ချိန်တဲ့နည်းနဲ့ Facebook account username ပြောင်းတဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ Facebook account ထဲကိုဝင်သွားလိုက်ပါ။ menu လေးထဲကိုတစ်ချက်နှိပ်လိုက်ပါ။ setting and privacy ကိုနှိပ်ပါ။ setting ထဲကိုထပ်ပြီးတော့နှိပ်လိုက်ပါ။ simoro in account center ကိုနှိပ်ပါ။ account profile ထဲကိုနှိပ်သွားလိုက်ပါ။ profile ထဲကိုဆက်ပြီးတော့နှိပ်ပါ။ Facebook account နာမည်ပြောင်းတဲ့နည်းကိုအရင်ဆုံးကြည့်မယ်။ meme ကိုကျွန်တော်တို့ချက်နှိပ်လိုက်ပါ။ကိုကနာမည်၃လုံးရှိတယ်ဆိုလို့ရှိရင်တော့အာဒီရှေ့ဆုံးကနာမည်နဲ့အလေကနာမည်ဒီနောက်ဆုံးကနာမည်စတဲ့နေရာတွေမှာကိုချိုက်လို့ထည့်လို့ရတယ်။ဆိုတော့အခုကျွန်တော်ကတော့ဒီမူရင်းနေရာနဲ့ပြီးတော့ကျွန်တော်အာဘလူးထည့်မယ်ဆိုလို့ရှိရင်ကျွန်တော် sign လို့ပဲကျွန်တော်ထည့်လိုက်မယ်ပေါ့နော်။အလေကနာမည်ကျတော့ကျွန်တော်ဖြုတ်လိုက်မယ်ကျွန်တော်မထည့်တော့ဘူးနော်။ Okay. နော် review chain ကိုတစ်ချက်နှိပ်မယ် set chain ကိုနှိပ်လိုက်မယ်ကြည့်ဒါဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရဲ့ Facebook account နာမည်ပြောင်းသွားဖြစ်ပါတယ်ဗောနော်ကြည့်နောက်တစ်ခုကကျွန်တော်ကျွန်တော်ဒီ user name ဗောနော်ဒါလေးကိုကျွန်တော်တို့ပြင်ပြီးတော့ change ကြည့်မယ်ဗောနော် user name တစ်ချက်တစ်ချက်နှိပ်လိုက်မယ်ဒီမှာဗောနော် username တစ်ခါမှမထည့်ဖူးသေးဘူးဆိုလို့ရှိရင်တော့ဒီနေရာမှာ ဒီ username ကတုံညာတုံညာစသည်ဖြစ်ဒီလိုကနန်းလုံးလေးတွေပေါ်နေမှာပေါ့နော်ဒီလိုကနန်းလုံးတွေပေါ်နေတဲ့အစားကူကအစားသားဖြစ်ကိုရဲ့ဒီ username ကိုပြောင်းလိုက်လို့ရပါတယ်ဒီ username ကိုထည့်ချင်အဖြစ်ကျွန်တော်တို့ရဲ့ Facebook account ကိုတခြားတူတွေရှာတဲ့အခါမှာကျွန်တော်တို့ရဲ့ account တွေကိုအလွယ်တကူသူများတွေရှာဖွဲ့နိုင်တယ်ပေါ့နော်ပေးမှာပဲဖြစ်အကောင့်မှာပဲဖြစ်ကျွန်တော်တို့ username ကိုထည့်ထားမယ်ဆိုလို့ရှိရင်တော်တော်လေးကိုအကျူရှိပါတယ်။ကြည့်ဒါဆိုရင်ကျွန်တော်တို့ဒီ username ကိုဘယ်လိုထည့်မယ်ဆိုတာလေးကိုဆက်ပြီးတော့ကြည့်မယ်။ ခုရဲ့နာမည်နဲ့ရင်းဆက်နိုင်မဲ့ username ကိုထည့်လို့ရတယ်ဥပမာကျွန်တော်ကအခုခုရဲ့ account နာမည်က size name ဆိုလို့ရှိရင်ကျွန်တော် size name လို့ကျွန်တော်ထည့်ကြည့်မယ်ဒါဆိုလို့ရှိရင်အဲကဲအောက်မှာဒီမှာ username is not available ဘောနော်ဒါဆိုလို့ရှိရင်အသုံးပြုထားပြတာရှိတယ်အောက်မှာဒီစာဒါနေအောင်လေးနဲ့ပို့နေတယ်ဒါဆိုရင်ကျွန်တော်တို့ကအနောက်မှာတုံညာ တစသည်ဖြစ်ကျွန်တော်ခံကြည့်မယ်ဗောနော်ဒါဆိုလို့ရှင်ရလာမရအောင်ဆိုလို့ရှင်၃ည၃ညစပြီးတော့ကျွန်တော်ခံကြည့်မယ်โอเคဒီလိုဗောနော်ဒီမှာအမှန်ချစ်ကလေးဒီလိုအစိမ်းနဲ့ပေါ်လာတယ်ဆိုလို့ရှင်ဒီ user name ကိုကျွန်တော်အတုံးပြုလို့ရတယ်ဒန်းကိုနေပြီးတော့မှတုံးလို့ရတယ်ဗောနော်တခြားနေနဲ့ပြင်ပြီးတော့ပြောင်းကြည့်မယ်ဗောနော် size 3ည1ဝတ်3ည2 โอเคဒါရတယ်ဗောနော်ဒါ down နေပြီးတော့မှ username ကိုပြောင်းလိုက်မယ်โอเคဒါဆိုရှင်အခုကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ Facebook account name ကလည်းကျွန်တော်ပြောင်းပြီးထွားပြီ Facebook account ရဲ့ username ကလည်းဒီမှာ size name ဆိုပြီးတော့ပြောင်းသွားဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ပြောလင်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like and share comment များရေးပေးတော့နိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြရအောင်အားလုံးပဲမင်္ဂလာပါ